ျွန်တော်ရဲ့မက်ရှင်များအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ကတော့အနောင်နှလုံးပေါင်းချင်းပြိတ်သုံးလုံးကိုပြန်လည်မျှဝေတော့မှာဖြစ်ပါတယ်ဗောနောကျွန်တော်ဒီ F2 တေဖြစ်ပါတယ်ဒီ F2 တေအနောင်နှလုံးပေါင်းချင်းပြိတ်ဗောနောအနောင်နှလုံးပေါင်းချင်းပြိတ်သုံးလုံးကိုကျွန်တော်ဒီချစ်ချောင်းတော့နှစ်တော့ညာကိုခုံခုံကိုကနေကျွန်တော်တို့ဒီတို့တဲ့ဂျိန်ချင်းဗောနောတဂျိန်ချင်းလေးလာကြည့်အောင်ပါခင်ဗျာ โอเคကျွန်တော်ဒီ3968ရှောင်းတုံးမှာဒီအရှိဆုံး3ညာကိုရှောင်းနေမြောက်တယ်ပေါ့နော်ပြီးရင်ဒီ9မှာတစ်ကြိမ်ပေါင်းတယ်9ကို4ကြိမ်ပေါင်းတယ်ပေါ့နော်ဒီ10မှာတစ်ကြိမ်ပေါင်းတယ်ဒီနှစ်ကို3ကြိမ်ပေါင်းတယ်ပေါ့နော်ဒီ9မှာတစ်ကြိမ်ဖြစ်ပါတယ်ဒီ4မှာ2ကြိမ်ပေါင်းတယ်ပေါ့နော်ဒီ10မှာ2ကြိမ်ပေါင်းပြီးတော့ကျွန်တော်နေနဲ့ထပ်ပေါင်းထားတာဖြစ်ပါတယ်ခင်ဗျာဒါဆိုရင် ျွန်တော်တို့နှလုံးသတွဲပေါင်းမယ်ပေါ့နော်နှလုံးသတွဲပေါင်းမှာဖြစ်တဲ့အတွက်6တုံညာ3ညာ3ညာကိုကိုယ်နဲ့ပေါင်းရှင်းကိုယ်လိုကြီးပြထားတယ်ပေါ့နော်ပြီးရင်ခွန်၄198ပေါ့နော်ရှင်းနဲ့ချစ်ပေါင်းရှင်း36ကို6ပေးထားတာဖြစ်ပါတယ်ဒီနှစ်က3ချိန်ဆိုတဲ့အတွက်နှစ်3ချိန်ပေါင်း6ပေါ့နော်ဒီ၄နှစ်ချိန်အရှင်းရှင်းနဲ့9ပေါင်းတာဇက်ခွန်ဒီရှင်းနှစ်ချိန်16 6နဲ့နှစ်ပေါင်း8ဆိုပြီးပြပေးထားတယ်ခင်ဗျာ โอเคဒါဆိုရင်ကျွန်တော်ဒီအဘောကနည်းလေး၅လုံးကိုထပ်ပေါင်းမယ်ပေါ့နော်ကျွန်တော်အဲ့မှာ6နှစ်ချိန်ပေါင်းတာ7နှစ်8နှစ်ပေါင်းရင်20ဖြစ်ပါတယ်9နှစ်9ပေါင်းရှင်းက16ရမယ်ပေါ့နော်16ဆိုတဲ့အတွက်ရလာတဲ့6ကိုကျွန်တော်3နှစ်ထပ်ပေါင်းတာဖြစ်ပါတယ်6နဲ့3ပေါင်းတော့9ကို4နဲ့ပေါင်းတာ73ဆိုပြီးတော့6ကို3အနောက်နှလုံးပေါင်းချင်းပြိတ်ဆိုပြီးဖြစ်ပါတယ်နောက်ထပ်တစ်ချိန်မှာကနစ်တော်ညာ9ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ နှစ်တုံညာကိုပေါ့နော်ဒါကြောင့်မို့ဒီမှာတော့ကျွန်တော်တို့ဒီတုံညာရဲ့ကိုရဲ့အဲ့ဒီနှလုံးပေါင်းရှင်ကိုဆိုပြီးဖြစ်ပါတယ်ခင်ဗျာ Okay အဲ့ဒီနှစ်တိုင်းပြပေါ့နော်ဒီမှာခွန်ကို6နဲ့မြားတယ်ပေါ့နော်6 9 40နဲ့နှစ်ကို3နဲ့ပေါင်း40က5မိန်းကြတယ်ပေါ့နော်တုံညာနဲ့နှစ်နဲ့ပေါင်းရှင်နှစ်ဖြစ်ပါတယ်9 3ကြိမ်15ဒီလေးနဲ့ဒီနှစ်နဲ့ပေါင်းရှင်က6ပြည့် 6ဖြစ်ပါတယ်ဗောနော်၄နာရီပေါင်းချင်း6နာရီချင်း6နိနေပေါင်း8ဆိုပြီးပြပေးထားတယ်ဗောနော်အဲဆိုရင်ကျွန်တော်ဒီ9နဲ့9ပေါင်းချင်း30ဖြစ်ပါတယ်နိနေ8ပေါင်းရင်30ဒီမှာ6တလုံးကျန်တဲ့အတွက်ကြောင့်မို့6 9 3အနောင်တလုံးပေါင်းချင်းပြိပေးထပ်ရမယ်ဗောနော်နောက်ထပ်ကြိမ်မှာ009ဆိုပြီးဖြစ်ပါတယ်အားလုံးကိုကျွန်တော်ဒီခွန်ရ9ရနှလုံးပေါင်းချင်းဒီ16ဆိုပြီးတော့ဒီမှာ6ပြိတ်ဖြစ်ပါတယ်ခင်ဗျာ။ နောက်ထပ်တစ်ကြိမ်ပေါ့နော်နောက်ထပ်တစ်ကြိမ်မှာကျွန်တော်မပေါင်းပြတော့ဘူးဒီဟာလေးကိုပဲဆက်ပြီးပေါင်းသွားမယ်ပေါ့နော်6နဲ့4ပေါင်းရှင်း30ရှင်းနဲ့5ပေါင်းတော့73ရာတယ်ပေါ့နော်အဲ့ဒီ3ကို3နဲ့ပေါင်းရှင်း6 6ကို4နဲ့ပေါင်းတော့30 3 6 3ညာအနောက်မလုံးပေါင်းရှင်းပြည့်ဖြစ်ပါတယ်နောက်ထပ်တစ်ကြိမ်မှာခွန်း3ညာ3ညာဆိုတဲ့အတွက်ကြောင့်မို့ဒီအလေးပိတ်ပေါ့နော်3ညာနဲ့3ညာရဲ့ပေါင်းရှင်းဒီဒီမှာ3ညာပြည့်ဖြစ်ပါတယ်ခင်ဗျာ ောက်ထပ်တစ်ကြိမ်ဒီ9နဲ့9ပေါင်းရှင်း30ဖြစ်ပါတယ်9နဲ့ဒီရှင်းနဲ့ပေါင်းတာစက်ခွန်ဆိုတဲ့အတွက်ခွန်ကို3ပေါင်းတာ30 3ညကို4နဲ့ပေါင်းတာ4ခွန်3ည4အနောက်တလုံးပေါင်းရှင်းပြိဖြစ်ပါတယ်နောက်ထပ်တစ်ကြိမ်မှာ3ခွန်ခွန်ဖြစ်ပါတယ်ခင်ဗျာဒါကြောင့်အဲ့ဒီမှာတော့ခွန်ရဲ့ခွန်ရဲ့ဒီအနောက်တလုံးပေါင်းရှင်းက၄ဖြစ်ပါတယ်ခင်ဗျာနောက်ထပ်တစ်ကြိမ်ပါနော် ်တင်းနဲ့တီရှင်းနဲ့ပေါင်းတာ30တင်းနဲ့9ပေါင်း6လေးနဲ့ပေါင်းရင်30ဆိုတဲ့အတွက်3ညပေါ့နော်3ညကို3ပေါင်းတာ3 3လေးပေါင်းတာ9 3ညာ3ခုအနန္တလုံးပေါင်းချင်းပြိမ့်မှာ6 9လေးဖြစ်ပါတယ်ခင်ဗျာ6 9လေးဒါကြောင့်ဒီမှာတော့ကျွန်တော်9ရဲ့4ရဲ့အဲ့ဒီနှလုံးပေါင်းချင်း3ပြိမ့်ဖြစ်ပါတယ်နောက်ထပ်တစ်ချိန်ပါနော် မထတဲ့ချိန်မှာဒီ6နဲ့6ပေါင်းတာ15 9နဲ့ပေါင်းရင်20ဒီ6ဒလုံးကျန်တဲ့အတွက်ကြောင့်မို့6ကိုလေ3နဲ့ပေါင်းမယ်ပေါ့နော်6 3ပေါင်းတာ7 2နှစ်ကို4နဲ့ပေါင်းချင်း6 6နဲ့6အနောက်ဒလုံးပေါင်းချင်းပြိမ်မှာ5 6 3ဖြစ်ပါတယ်အဲ့ဒီမှာတော့ကျွန်တော်ဒီ6ရယ်3ရယ်နှလုံးပေါင်းချင်း6ပြိမ်ပေါ့နော်ဒီမှာ6ပြိမ်ဖြစ်ပါတယ် ဒီနောက်ထပ်တစ်ကြိမ်ဒီ963ပါเนาะခွန်ရ3ရပေါင်းရှင်း30 9နဲ့3ပေါင်းတာက12ရာတွေပေါ့เนาะ12ဆိုရင်အတွက်2ကို3ပေါင်းတော့9 9ကို4ပေါင်းတော့9 259အနောက်နှလုံးပေါင်းရှင်းပြိတ်3လုံးဖြစ်ပါတယ်နောက်ထပ်တစ်ကြိမ်မှာ68ခွန်ဆိုပြီးဖြစ်ပါတယ်ခင်ဗျာဒီမှာပေါ့เนาะ68ခွန်ဖြစ်ပါတယ်ကျွန်တော်တို့ဒီ6ခွန်ပေါင်းရှင်း15ပြည့်ဖြစ်ပါတယ်ခင်ဗျာ ောက်ထပ်တဲ့ချိန်ပေါ့နော်နောက်ထပ်တဲ့ချိန်မှာကျတော့ဒီနေနဲ့နေပေါင်းတာ၄၄နဲ့ပေါင်းတာ၈ပေါ့နော်၈နဲ့၅ပေါင်းတာ၃၃၉ပေါင်းတာ၁၂ဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့နေ၅၉ခုအနောင်နှလုံးပေါင်းရှင်းပြိထားရမယ်ပေါ့နော်နောက်ထပ်ချိန်မှာနေနေခွန်ဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မို့ဒီနေရခွန်ရနှလုံးပေါင်းရှင်းကဒီမှာ၉ပြိပေါ့နော် နောက်ထပ်တစ်ကြိမ်ဆက်ပြီးတော့လေ့လာကြည့်အောင်ဒီ6နဲ့ဒီ4နဲ့ပေါင်းတာ30ဖြစ်ပါတယ်8ရက်7ရက်ပေါင်းတာ9ရက်တဲ့အတွက်9ကို3ပေါင်းတာ7နှစ်ကို4နဲ့ပေါင်းချင်း6 9နှစ်6အနန္တလုံးပေါင်းချင်းပြည်ရာတွေမနော်388ဖြစ်ပါတယ်ဒါကြောင့်မို့ဒီအနန္တလုံးပေါင်းရှင်းနဲ့ရှင်းပေါင်းရှင်းက16ပြည့်ဖြစ်ပါတယ်ခင်ဗျာနောက်ထပ်တစ်ချိန်ပါနော် ၃နဲ့၅ပေါင်းတာ၈၈နဲ့ဒီ၈နဲ့ပေါင်းတာ16ရမယ်ပေါ့နော်16ဆိုရင်အတွက်6ကို3ပေါင်းတာ9 9လေးပေါင်းတာ73 693အနုံလုံးပေါင်းရှင်းပြိမှာ3တုံညာ9ဆိုပြီးဖြစ်ပါတယ်။ဒါကြောင့်မို့ဒီမှာကျတော့တုံညာရဲ့9ရဲ့အဲ့ဒီနှလုံးပေါင်းရှင်းဒီ9ပြိဖြစ်ပါတယ်။တပံဒီ၄နဲ့6ပေါင်းရှင်း30ဖြစ်ပါတယ်။9နဲ့9ပေါင်းတော့14ရာတွေအတွက် လေးကိုသုံးပေါင်းနေပေါ့နော်ခွန်ခွန်လေးပေါင်းတာ7တိလေးခွန်တိအနောင်းနှလုံးပေါင်းရှင်ပြိစီဖြစ်ပါတယ်နော်နောက်ထပ်တစ်ချိန်မှာ3 5နေပေါ့နော်3 5နေဒါကြောင့်မို့ဒီအနောင်းနှလုံးပေါင်း9ရယ်2ရယ်နှလုံးပေါင်းရှင်9ပြိဖြစ်ပါတယ်နောက်ထပ်တစ်ချိန်ဒီ 9နဲ့9ပေါင်းရှင်းက14ပေါ့နော်၄နဲ့6ပေါင်းရှင်း30ဒီမှာ8တလုံးကျန်နေအတွက်ကြောင့်မို့8ကို3ပေါင်းလာက17 8ကို4ပေါင်းလာက9 8 5အလုံးစလုံးပေါင်းရှင်း place ပဲဖြစ်ပါတယ်အဲ့ဒီ8 5အလုံးစလုံးပေါင်းရှင်းပြိမာဆိုရင်3 9နှစ်ဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မို့ဒီ9ရဲ့နှစ်ရဲ့အဲ့ဒီအလုံးစလုံးပေါင်းရှင်းကတိပြိဖြစ်ပါတယ်ပေါ့နော်9နဲ့နှစ်ပေါင်းတာ17ဖြစ်ပါတယ် နောက်ထပ်တစ်ချိန်ဒီရှောင်းနှံချိန်စနစ်နင်းနဲ့တင်းနဲ့ပေါင်းတာ300ရာတဲ့အတွက်ကြောင့်မို့3ကို3ပေါင်းချင်း6ရှောက်ကို4ပေါင်း30 3 6 3ညအနောက်နှလုံးပေါင်းချင်းပြည်ဖြစ်ပါတယ်နင်းလေး6စီဖြစ်ပါတယ်ဗောနောနင်းလေး6စီအတွက်ဒီအနောက်နှလုံးပေါင်း4နဲ့6ပေါင်းချင်းက30 3ညပြည်ဖြစ်ပါတယ်နောက်ထပ်ဒီ6နဲ့ချိန်16ပေါ့နော်6နဲ့ခွန်ပေါင်းရှင်းက 23ဆိုတဲ့အတွက်3 6ဒုံညာအနောက်လုံးပေါင်းရှင်ပြိထပ်ပြီးຢာရီပေါ့နော်ဒီနှစ်လေး6ရောင်းနောက်တစ်ကြိမ်မှာ3နှစ်လေးဖြစ်ပါတယ်ခင်ဗျာ3နှစ်လေးဒါကြောင့်မို့ဒီနှစ်ရက်လေးရက်အဲ့ဒီအနောက်လုံးပေါင်းတာက6ပြိဖြစ်ပါတယ်ခင်ဗျာအဲ့ဒီနှစ်တိုင်းပဲပေါင်းထားတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီမှာဒီ6နဲ့3ပေါင်းရှင်ဒီ9ပေါ့နော်9ကို6နဲ့ပေါင်းတာ15 ငါးကို၃နဲ့ပေါင်းတာရှင်းရှင်းကိုတင်တော့နင်းနဲ့ပေါင်းရင်၃၀ရတယ်ပေါ့နော်အဲဆိုရင်၃ညာကို၄နဲ့၃ညာကို၃ပေါင်းတာ၃၃၄ပေါင်းတာခွန်း၃ညာ၃ခွန်းမှာကျင်တော့ရှင်းငါးနေဆိုပြီးဖြစ်ပါတယ်ဒါကြောင့်မို့ကြည်အနောက်နှလုံးပေါင်းပေါ့နော်၅ရက်၄ရက်အဲ့ဒီမှာအနောက်နှလုံးပေါင်းရှင်းခုနှစ်ပြည့်ဖြစ်ပါတယ်โอเคကျွန်တော်ဒီရှင်းငါးနေ့ကနေဆက်ပြီးနေတာကျင်းမယ်ပေါ့နော် နေနဲ့7ပေါင်းရှင်း39နဲ့9ပေါင်းတာ14ရာတဲ့အတွက်ကြောင့်မို့လေးကို3ပေါင်းရှင်းခွန်ပေါ့နော်ခွန်ကို4ပေါင်းတာ71လေးခွန်1အနုနုံပေါင်းရှင်းပြရတဲ့ရှေ့ရှောင်း5ဆိုပြီးဖြစ်ပါတယ်ခင်ဗျာရှေ့ရှောင်း5ဒါကြောင့်မို့အဲ့ဒီရှောင်းရယ်9ရယ်နှလုံးပေါင်းရှင်း1ပြဖြစ်ပါတယ်ပေါ်ထားတဲ့ချိန်ပေါ့နော်ဒီမှာကျတော့ကျွန်တော်ချင်းနဲ့ချင်း16လေးနဲ့ပေါင်းရင်20 3နဲ့8နဲ့ပေါင်းတာ73ရတယ်ပေါ့နော် အဆွင်1ကို3နံပေါင်းတာလေ၄ကို3ပေါင်း sorry 1ကို3ပေါင်းတာလေ၄၄ပေါင်းတာ၈၁၄၈အနောက်နှလုံးပေါင်းရှင်းသိပ်ပါနော်3 5 6ဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မို့ဒီ9ရဲ့6ရဲ့ပေါင်းခြင်းက7ပြိဖြစ်ပါတယ်ဒီမှာကျတော့ကျွန်တော်ဒီ9နဲ့9ပေါင်းခြင်း16ပေါ့နော်6နဲ့9ပေါင်းတာ7 1ကို2နဲ့ပေါင်းတာ3ရတဲ့အတွက် 3ကို3ပေါင်းချင်း6 6နဲ့4ပေါင်း30 363ညအနောင်းတုံးပေါင်းချင်းပြိဆိုပြီးဖြစ်ပါတယ်3 5 6ပြီးတော့နောက်ထပ်အချိန်မှာ6 4 6ဆိုပြီးဖြစ်ပါတယ်ဒါကြောင့်မို့ဒီမှာကျတော့ဒီ၄ရက်6ရက်နှလုံးပေါင်းချင်းဒီတုံညာပြိဖြစ်ပါတယ်ခင်ဗျာကဲတားလေးကိုကျွန်တော်မက်ဆေ့ချ်များလေးလာလို့ရအောင်ရွှေပြီးတော့ပြန်လည်းများရှင်းတာဖြစ်ပါတယ်ဗောနော် ဒီအနောင်းသလုံးပေါင်းရှင်ပရိတ်၃လုံးကတော့ကျွန်တော်ဒီနှစ်တုံများကိုကနေခုလိုလို၁၀တော့တောက်ချာ okay နေ၁၀ပဲဖြစ်ပါလိမ့်ပါနော်။ Okay ဟုတ်ပြီတော့နောက်ထပ်တမျက်နာကို၁၀ပြီးလေးလာကြည့်မယ်ပါနော်။ Okay ဒါဆိုရင်ဒီတစ်ဖက်မှာကတော့ကျွန်တော်ဒီခွန်ဒီနှစ်နဲ့ဒီရှင်းနဲ့ပေါင်းရင်၁၀ရတယ်ပါနော်။၅နဲ့၆ပေါင်းတာ၁၁တိကိုဒီခွန်နဲ့ပေါင်းတာ၈ရရမှာဖြစ်ပါတယ်။ကျတော့ရတာလေးရှိကို3နဲ့ပေါင်းတာဖြစ်ပါတယ်ရှင်းနဲ့3ပေါင်းတာ7တိကိုဒီ4နဲ့ပေါင်းတာ 85အနောင်မလုံးပေါင်းရှင်ပရိမာ9ခွန်8ဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မို့ဒီခွန်ရဲ့ရှေ့ရဲ့အနောင်နှလုံးပေါင်းရှင်က15ပရိဖြစ်ပါတယ်ခင်ဗျာโอเคနောက်ထပ်တစ်ကြိမ်ပေါ့နော်နောက်ထပ်တစ်ကြိမ်မှာကျတော့ကျွန်တော်တို့ဒီ9နဲ့3ပေါင်းတာ8 8နဲ့3ပေါင်းတာ9 9နဲ့6ပေါင်းတာ15ရာတယ်ပေါ့နော်ဒါကြောင့်မို့9ကို3နဲ့ပေါင်းတာဆိုရင်8 8ကို4ပေါင်းတာ7 ငါရှင်အနန္တလုံးပေါင်းရှင်ပြိမ့်မှာရှောက်ကိုရှောက်ဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မို့ဒီ9ရက်6ရက်အနန္တလုံးပေါင်းရှင်ကငါပြိမ့်ပဲဖြစ်ပါတယ်โอเคဒီမှာကျတော့ကျွန်တော်တို့ဒီ6တုံညာလီတုံညာငါနဲ့ပေါင်းရှင်ဒီငါဖြစ်ပါတယ်9လေးလီ30နဲ့6ပေါ့နော်6နဲ့ဒီ6နဲ့ပေါင်းတာ7ဒီ6 3ကြိမ်က18ဖြစ်ပါတယ် ၃နှစ်ချိန်၆၆နှစ်၅ပေါင်းတာ7ပေါ့နော်။ရှင်းနှစ်ချိန်16 6နှစ်နှစ်ပေါင်းတာ8ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ။ဒါဆိုရင်ကျွန်တော်ဒီမှာနှစ်နဲ့7ပေါင်းရှင်းက30ရောက်မယ်ပေါ့နော်။9နဲ့7ပေါင်းတာ6 6နဲ့7ပေါင်းရှင်းတာ14ရာတယ်ခင်ဗျာ။ဒါကြောင့်မို့ရာတွေ၄ကို3နဲ့ပေါင်းတာ9 9နဲ့ကို4ပေါင်းတာ7 8 9 10အနောက်နှလုံးပေါင်းရှင်းပြန်မှာ19ရှင်းဖြစ်ပါတယ်။ ဒါကြောင့်မို့ဒီအနောက်နှလုံးပေါင်း9နဲ့10ပေါင်းလာတာဒီမှာဆိုရင်16ပြည့်ဖြစ်ပါလေခင်ဗျာโอเคဒါဆိုရင်ဒီတစ်ပတ်မှာလည်းကျွန်တော်ဒီ63.78 8လေးပေါင်းလာ20နဲ့နှစ်ပေါ့နော်နှစ်ပေဖြစ်ပါလေနောက်တစ်ခု9လေးလီ20 20နဲ့10 73.20နဲ့4 4နဲ့ပေါင်းတာ10ဖြစ်ပါတယ်။ဒီနှစ်နဲ့ချိန်ပေါင်းတာ4ပေါ့နော် ီတင်းတဲ့ချိန်ဟာနှစ်ဒီနှစ်နဲ့ပေါင်းတာ၄ဆိုပြီးဖြစ်ပါတယ်ခင်ဗျာအဲဆိုရင်ကျွန်တော်ဒီမှာကြတော့ရှင်းနဲ့နှစ်ပေါင်းချင်းသစေဖြစ်ပါတယ်၄နဲ့၄ပေါင်းတာ၈ဒီရှင်းနဲ့ပေါင်းတာ၁၆ရောင်းရမယ်ပေါ့နော်အဲဆိုရင်၆ကို၃ပေါင်းမှာဖြစ်ပါတယ်၆နဲ့၃ပေါင်းချင်း9ကို၄ပေါင်းတာ73ဆိုပြီးဖြစ်ပါတယ်9လေးပေါင်းတော့73ပါเนาะအဲဆိုရင်693အနုံမလုံးပေါင်းရှင်းပိုင်းမှာ105ဖြစ်ပါတယ်ခင်ဗျာအဲဆိုရင်ဒီမှာတော့၄နဲ့5နဲ့ပေါင်းရှင်း ကိုယ်ပိုင်ဖြစ်ပါတယ်ခင်ဗျာအနောင်နှလုံးပေါင်းခြင်းဖြစ်ပါတယ်ခင်ဗျာအဆွေဒီတစ်ပတ်မှာကျွန်တော်ကျွန်တော်လေးလျှောက်တွင်24ပေါ့နော်လေးနဲ့တင်9နဲ့ပေါင်းတာကိုယ်ဖြစ်ပါတယ်ဟုတ်ကဲ့6 6လေးတွင်24နဲ့လေးပေါ့နော်လေးနဲ့9ပေါင်းတာကို6ရှင်းလေးတွင်30နဲ့2နေနဲ့တေပေါင်း3ပေါ့နော်3 3ချိန်ပေါင်းတာ9ဖြစ်ပါတယ်ဒီလေးနဲ့ချိန်က 3နာချိန်6ရှောင်းနဲ့နှစ်ပေါင်းတာ8ဆိုပြီးဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်ဒီမှာကတော့9တုံးပေါင်းတာ7နှစ်ပေါ့နော်။နေနဲ့8ပေါင်း30ဖြစ်ပါတယ်။ဒီ9နဲ့ဒီ8နဲ့ပေါင်းတာ19ဖြစ်ပါတယ်ခင်ဗျာ။ဒါကြောင့်မို့ရလာဒီ9ကို3နဲ့ပေါင်းတာ30 3ညကို4နဲ့ပေါင်းတာ8ခွန်3ညအသေးအနန္တလုံးပေါင်းရှင်ပြိဿပြီးဖြစ်ပါတယ်ခင်ဗျာ။ ဖဲဒီနစ်39ကိုမှာဆိုရင်39နဲ့9ပေါင်း9ပေါ့နော်9နဲ့9ပေါင်း16 39နဲ့တက်ပေါင်း3ညာဆိုပြီးတော့ဒီမှာဆိုရင်အနန္တလုံးပေါင်းရှင်ပြိတောင်းလျှောက်ကနေဆက်ပဲပေါ့နော်โอเคဒီဘက်မှာတော့ကျွန်တော်ဒီနေ့အရာဆိုရင်တော့ခွန်း3ညာလေးအနန္တလုံးပေါင်းရှင်ပြိဆိုပြီးဖြစ်ပါတယ်ခင်ဗျာโอเคဒါကတော့ကျွန်တော်3လုံးပေါင်းရှင်ပြိပေါ့နော်3လုံးပေါင်းရှင်ပြိကဒီနှစ်တော်ညာကိုမှာကနန်း3လုံးပေါင်းရှင်ဒီပြိ ခွန်ခွန်ကူမှာဆိုရင်3ဘရိတ်900မှာ9ဘရိတ်ပေါ့နော်3ခွန်ခွန်9ဘရိတ်ဆိုပြီးတော့ဒီဘရိတ်3လုံးဒီမှာဒီနည်းတိုင်းပဲပြမိထားတာတောက်ချောက်ဖြစ်ပါတယ်ပေါ့နော်9800မှာ3ဘရိတ်6900မှာ3ဘရိတ်6900မှာ3ဘရိတ်305မှာ3ဘရိတ်ဒီတစ်ပတ်မှာတနန်း3လုံးပေါင်းရင်တော့3လုံးပေါင်းရှင်းဘရိတ်ကကျွန်တော်နည်း3ခွန်ဖြစ်ပါတယ်ပြီးတော့ကျွန်တော်ဒီအနောက်နှလုံးပေါင်းရှင်းဘရိတ်ကကြတော့ကျွန်တော်ခွန်3ညာ3ဆိုပြီးဖြစ်ပါတယ်ပေါ့နော် โอเคဒါကမိတ်ဆွေများသိသားလို့ကြောင်းရွေးပြီးတော့ပြန်လည်ပြောင်းရှင်းတာဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိကြည့်ရှုအားပေးခဲ့ကြတယ်ကျွန်တော်မိတ်ဆွေများအားလုံးလည်းကိုယ်စိတ်ချမ်းသာစေချမ်းသာပြီးကောင်းကျိုးလူရဆန္ဒပြည့်စုံကြပါစေခင်ဗျာ